မင်္ဂလာပါခင်ဗျာဧရာဝတီကကြိုဆိုပါတယ်ဒီတစ်ပတ်တွေ့ဆုံဆွေးနွေးကမ်းမှာတော်လှန်ရေးဝိညာဉ်ပျောက်သွားတဲ့ရှမ်းလက်နက်ကိုင်းဆိုတဲ့စောင်းမားနဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးပေးဖို့လွတ်လပ်တဲ့တိုင်းရင်းသားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ရှမ်းတန်တော်စင့်ရဲ့မြန်မာပိုင်းအေဒါနန်းစံနှုံးကိုကျွန်တော်ဧရာဝတီစတူဒီယိုထဲဖိတ်ခေါ်ထားပါတယ်ကျွန်တော်ကဧရာဝတီမြန်မာပိုင်းအေဒါရဲ့နေပါ ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုရင်းနေအဲခုလိုလာပြီးတော့ AOR ကိုဟိုဆွေးနွေးပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိတဲ့အကြောင်းပထမဆုံးအဲနန်းဆိုင်တော်ပြောပြစီဟုတ်ကဲ့ပါကျေးဇူးပါကိုရင်းနေတို့ဖိတ်တဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါခဏရေးတဲ့ဆောင်းပါပေါ့ဗျာအခုကျွန်တော်တို့ဒီဖတ်ရတယ်နောက်ပြီးတော့ဖတ်လို့လည်းကြိုက်တဲ့အခါမှာကျတော့ပြန်ပြီးတော့ရှမ်းတန်တော်ဆင်းကနေတဆင်ကျွန်တော်တို့ AOR မှာလည်းဖော်ပြတယ်ဖော်ပြတဲ့အခါမှာလည်းအလူပတ်များတဲ့အထက်မှာ ပါတာပေါ့ဆိုတော့ဒီဆောင်းပါးနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလောက်မေးပါရစေပထမဆုံးမေးခွန်းကခုနကခေါင်းစဉ်တင်ထားတဲ့ဆောင်းပါးခေါင်းစဉ်ဟလာအဲတော်လှန်ရေးဝိညာဉ်ပျောက်သွားတဲ့ရှမ်းလက်နက်ကင်ဆိုပြီးတော့အတင်ခဲ့တာဟုတ်ဆိုတော့အဲ့ဒီလူမျိုးတကယ်ပဲအဲဆောင်းပါးထဲမှာလည်းရေးထားတဲ့လူမျိုးရှမ်းလူလူအရက်ဖက်လူလူတွေကြားထဲမှာအ အတော်တော်လေးကိုကြဲကြဲပြန့်ပြန့်ဝေဖန်နေကြတာလားဗျအာဒီဆောင်ပါပေါ့နော်စာချင်းတော့ကျွန်တော်တို့ဒီဆောင်ပါစဖြစ်လာတဲ့အကြောင်းကကျွန်တော်အိုးရဲ့အာဒီနေ့ရဲ့နေ့ဥပိုင်းမှာနိုင်ရန်ရေးဝါရင်နိုင်ရန်ရေးရှမ်းနိုင်ရန်ရေးကောင်းဆောင်တရားနဲ့ကျွန်တော်တို့တွေ့ဆုံခဲ့အဲ့မှာကသူ့အနေနဲ့ကလည်းဒီကိစ္စကိုကျွန်တော်တို့ထက်ထက်ဝင်ဝင်ပြောခဲ့တယ်ပေါ့နော်သူတို့ကျွန်တော်ရေးတော်လန်ရေးကိစ္စတွေ ဒီရန်နက်နက်ကကိစ္စတွေကဘယ်လိုဖြစ်နေလဲဆိုတာပေါ့နော် သူကိုယ်တိုင်လည်းပြောခဲ့တယ်ဝိညာဉ်အတိကကောင်းစင်ကတော့သူ့စီကကျွန်တော်ရခဲ့တယ်ရဒီကောင်းစင်ကကျွန်တော်ရဲ့နက်နက်ကိုင်တွေကဝိညာဉ်ပြောင်းနေဒေါ်လာရင်းဝိညာဉ်ပြောင်းနေတယ်ဆိုတဲ့ဟာပေါ့နော်ဒါဟုတ်ကျွန်တော်အခြေခံပြီးတော့ဒီ mass 23ရက်ပေါ့နော်ဒီ main 23ရက်မှာကျွန်တော်အဲ့လာကိုထုတ်လိုက်တာသူ့ရဲ့အချိန်ကြိုက်တော့ဖြစ်သွားတဲ့အတွက်ဒီဒေတင်းကိုလည်းဒီစောင်းပါကိုလည်းလူကြိုက်များသွားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့ရဲ့ဒီလက်နက်ကင်က ရှမ်းလူထုတိုင်းဝိုင်းတွေမှာရောရှမ်းပြည်သူတိုင်းဝိုင်းလူထုတွေမှာရောအားရကျင်납ဖွယ်မရှိဘူးဆိုတာလေကျွန်တော်တို့တွေးခဲ့ရတယ်။အာဒီအင်တာဗျူးကိုကျွန်တော်စောင်းမမရေးခင်ကကျွန်တော်၃လလကြောင့်ကျွန်တော်အဲ့ရဲ့လူငယ်တွေအတန်းကျွန်တော်နားထောင်ခဲ့တယ်။ပြီးတော့ကျွန်တော်ဒီနက်နက်ကင်ထဲကအောက်ခြေရလူထုတွေပေါ့နော်ဒီလူငယ်တွေရောကျွန်တော်နားထောင်ခဲ့တယ်။အားရကျင်납ဖွယ်မရှိဘူးဆိုတာကိုသူတို့ပြောလာတာတွေ့ရတယ်။ အဓိကတော့ကျွန်တော်လူထုတွေလူငယ်တွေတိဆောင်းပါးထဲမှာပါတယ်ပေါ့နော်ကျွန်တော်ကောင်းဆောင်တွေပျောက်နေတယ်နနကိုင်တော်လန်နေတဲ့လူတွေကပဲပြောင်းနေလဲပေါ့နော်ဒါတွေကအာရကျင်းနှမှုမရှိလာတဲ့အပေါ်မှာကျွန်တော်အဲ့ဒါကိုအခြေခံပြီးတော့စောင်းပါထုတ်ခဲ့တယ်တိအပေါ်မှာလည်းဒါတွေမကဘူးကျွန်တော်တို့ရဲ့ဝိုင်းရနိုင်ရေးခေါင်းဆောင်တွေကိုယ်တိုင်ကလည်းလက်နက်ကိုင်တွေကိုအာရကျင်းနှဖွယ်မရှိတာကိုကျွန်တော်တွေးရတယ်ပေါ့နော်တကယ်ဆိုလူငယ်တွေမဟုတ်ဘဲနဲ့လူကြီးတွေကအားမရဘူးဆိုတာကိုတွေးလာ ဲ့မှာဒီဆောင်းပါးကအာရေးရင်ကျွန်တော်အရင်တော့က2023ကကျွန်တော်တစ်ခါရေးခဲ့ဘူးတယ်အရာဝတီမှာလည်းတစ်ခါထုတ်ဘူးတယ်ပေါ့နော်တွေးစွန်းတဲ့လက်ကိုတွဲပြီးတော့တွေးရင်လက်ကိုဖယ်ချခြံခဲတော့မလားဆိုရယ်ဆောင်းပါးတော့ကလည်းဒါပေမဲ့အဲ့တုန်းကတော့ဒီဟိုဘောစစ်ကောင်စီနဲ့တွေးဆုံကြရတယ်အပြန်လန်တွေးဆုံခဲ့ကိစ္စကိုကျွန်တော်ရေးခဲ့တယ်အာဒီတစ်ခါတော့၄နှစ်ဒေါ်လာကြီးကလည်း၄နှစ်ပြည့်လာပြီရှန်နနကိုင်တွေကလည်းဟို ြောဆိုလာရတယ်တခုမှမရှိဘူးတော်လန်ရေးမှာအနောက်ကွယ်ကနေပါနေလားဘယ်လိုပါနေလဲဆိုတာကျွန်တော်လူထုတွေကမသိရအောင်ရှမ်းလူထုတွေကတီရဲ့လက်နက်ကင်တွေက68နှစ်ပြည့်လာပြီကျွန်တော်လက်နက်ကင်တွေကဘာလုပ်နေကြလဲလူထုတွေကအရင်သိချင်တယ်တတင်းအဆနမပြောလာဘူးတတင်းတွေလည်းထိန်ချန်လာတယ်ဘာတွေလှုပ်ရှားနေရလဲဆိုတာကိုပွန့်ပွန့်လင်းလင်းမပြောဘူးမီဒီယာကိုလည်းချပြတာလည်းမရှိလာဘူး။ဒါကြောင့်တီရဲ့ဒေါ်လန်ကြီးကယုံကြည်မှုအားနည်းလာတယ် ိုက်နေလားတော့ဆိုရင်မတိုက်နေအချင်းချင်းကြတော့ပြစ်နေတယ်ပေါ့နော်ဒီဟာကြတော့လူထုတွေကလည်းအအရန်ကိုဝမ်းနေညာဖြစ်လာတဲ့အတွက်ဒါကြောင့်ဒီဟာကိုကျွန်တော်က message တစ်ခုပေးချင်တယ်ပေါ့နော်တီတော်လိုင်းနဲ့နဲ့ကင်တွေကို message တစ်ခုပေးချင်တယ်ဒါကြောင့်သူတို့ရှမ်းလို့ရောကျွန်တော်ထောက်ခဲ့တယ်ဒီခါတော့ဒါကြောင့်ဒီသူတို့ဒီကောင်းဆောင်ပိုင်းနဲ့ဖတ်မိမယ်လို့ကျွန်တော်ယုံကြည်ရပေါ့နော်ပြီးတော့အာဒီဟာတွေကိုလည်းပြောင်းလဲဖို့လည်းကျွန်တော်တို့ကမျှော်လင့်နေပေါ့နော်ဒီကောင်းဆောင်လက်နက်ကင်ကောင်းဆောင်လေးနေနဲ့လေ ပြောင်းလဲလာဖို့အတွက်ကျွန်တော်အရန်ကိုမျောလင်းမိတဲ့စောင်းပါတပုတ်ပါပဲဟုတ်ကဲ့ဆိုတော့ဟိုနန်းဆန်တော်ပြောတဲ့အထက်မှာလည်းပါတယ်သူတို့နှစ်ဖွဲ့စလုံးဟာလာနော်ဟိုတောင်ပိုင်းရောမြောက်ပိုင်းရောနှစ်ဖွဲ့စလုံးကစစ်တပ်နဲ့အပြစ်ရခဲ့တာပေါ့အဲဒါမဲ့ချင်းချင်းကတော့ခုနကပြောသလိုမျိုးပဲအဲအပြစ်မရဖဲနဲ့အဲတိုက်ပွဲတွေဖြစ်ခဲ့တာပေါ့နော်အဲဒါပေမဲ့ အခုလခုတော့ဟာလာဒီအပြစ်ရထားတယ်ဆိုတော့အဲတထင်းကြရတာပေါ့အဲဆိုတော့ရှမ်းလူလူတွေမြင်ကျင်တဲ့ဟာလာဒီရှမ်းလက်နက်ပကိုင်နှစ်ဖွဲ့တစ်ဖွဲ့တဲ့အဖြစ်ပူပေါင်းရေးကိုဆက်လုပ်မှာလားဒါမှမဟုတ်လို့ရှင်အရင်လိုပဲပြန်တိုက်ကြမှာလားဆိုကျွန်တော်ရှမ်းလူထုကပေါင်းစည်းဖို့ကအခုဒီမှာပြောကြတာမဟုတ်ဘူးညှိလာခဲ့တာတိစောင်းမားတင်းမှာလည်းပါတယ်နိုင်ရင်ဝိုင်း ဟာကောင်းဆောင်ကပြောတယ်ပေါ့နော်။ဘာပြောလဲဆိုတော့ကျွန်တော်တို့တွေကပေါင်းစည်းဖို့အတွက်နှစ်ပေါင်းများစွာအချိန်ချင်းစူးစမ်းခဲ့တယ်။မအောင်မြင်ခဲ့ဘူး။ဘာကြောင့်လဲပေါ့နော်။ तू ကသူကိုယ်တိုင်ကအဲ့မှာသူတို့ကိုယ်တိုင်ကလည်းဝင်ပြီးတော့ဘာခဲ့တဲ့လူတကယ်ရောက်ကပြောတဲ့အဲမှာဆိုရင်ကောင်းဆောင်တယ်။ဒီရဲ့ရာထူးယူထားတဲ့ဒီရဲ့စစ်သက်နှစ်သက်ရဲ့ကောင်းဆောင်တွေကလည်းအသက်ရန်ကြီးနေပြီပေါ့နော်။ပြီးတော့ဒီရဲ့ဒီသူတို့တွေကလည်းတည်င်းတွေကိုနားမထောင်ဘူးလားပေါ့နော်။ဒါမှမဟုတ်ရင်သူ့ရဲ့ ီဟိုလူယုံတွေကတည်င်းအချက်လက်မပေးဘူးလားအဲ့မျိုးတွေပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကလည်းမီးစရာဖြစ်လာပြီဒီခေါင်းဆောင်တွေကအာလူထုရဲ့အတန်ကိုတကယ်နားထောင်နေလားနားမထောင်ဘူးလားဆိုတာပေါ့နော်သူတို့အနေနဲ့လည်းပြောင်းလဲမှုတခုတစုံတရာတော့လှုပ်တင့်ပြီပေါ့နော်စစ်တပ်မှလည်းဒီယာထုတွေယူထားတဲ့ခေါင်းဆောင်တွေအရန်ကိုကြာချီခဲ့ပြီလူငယ်တွေနေရာတကယ်ပေးမယ်ဆိုရင်ရောမဖြစ်နိုင်ဘူးလားပေါ့နော်အဲချင်းပြီးပြောင်းလဲတင့်ပြီဆိုတာလည်းပြောလာခဲ့တယ် အဲ့နောက်တစ်ခုကဒီတစ်ခါမှမဟုတ်ဘူးကျွန်တော်တို့အပြည့်ရက်ခဲ့တာရှမ်းလန်းတကိုင်းတစ်ခုကဒီ2023တုန်းကတစ်ခါအပြည့်ရက်ခဲ့တယ်ရယ်ဒါပေမဲ့တိုက်ခဲ့တယ်မနော်ဒါကအခုထုတ်ပြန်လာတော့မဟုတ်ဘူးဒီတစ်ချိန်ကဒီတော်လန်ရေးရက်နီးလို့ဆယ်ရက်အပြည့်ရက်မယ်ဆိုပြီးတော့အမိတ်အချင်းချင်းအပြန်လန်ထုတ်ထုတ်ခဲ့ကြတာပဲအဲထုတ်ပြန်ထားတာတော့မဟုတ်အမိတ်အဲတက်အချင်းချင်းမိတ်ပေးတဲ့တဘောပဲပေါ့နော်နောက်တစ်ခုကလူထုတွေကတော့ဘောင်းစည်းလုံးမဖြစ်နိုင်ရင်မတိုက်ကြပါနဲ့ ရှမ်းတဲ့နက်နက်ကင်ချင်းချင်းမတိုက်ပါနဲ့ကျွန်တော်တို့လည်းလူထုတွေကလည်းရှမ်းနက်နက်ကင်လုံးရက်တွေကြောင့်ရှက်အရှက်ရနေပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့ကရှမ်းနက်နက်ကင်ကြောင့်ဂုံယူဝင်ကြွားရမယ့်ချိန်ဘာလို့လဲဆိုတော့68နှစ်ဆိုတာကနည်းတဲ့တန်မဟုတ်တော့ဘူးပေါ့နော်ဒါအဲ့ဒါကြောင့်တကယ်ဆိုရင်ဂုံယူရမယ့်ချိန်မှာအခုကအချင်းချင်းပြန်တိုက်တော့အော်သူတို့တွေကလည်းလူထုကိုအရှက်ရတဲ့ရှမ်းတက်နတ်တက်ဖြစ်နေပြီဆိုတဲ့ဟာပေါ့နော် မပေါင်းစည်းနိုင်ရင်မတိုက်ရပါနဲ့အဲ့လောက်ထိတောင်မှလူထုတွေကပြောဆိုလာတယ်အဲ့ဒီထဲမှာလဲကျွန်တော်ဆောင်းပါးထဲမှာလဲပါပါတယ်အဲ့ဒါတွေကတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အော်ဒီတက်နှစ်တက်ပေါ့နော်အာအာသူတို့ရဲ့ခံယူချက်ကဘယ်လိုလဲဆိုတာကျွန်တော်တို့မသိရတဲ့ဟာပေါ့နော်ဒီရဲ့ဟာပေါ့နောက်တစ်ခုကအာပေါင်းစည်းရေးမပေါင်းစည်းရေးဆိုတာထက်မတိုက်ဖို့ပဲအရေးကြီးတယ် ိုက်နေသမျှတော့ကျွန်တော်တို့လူငယ်တွေကလည်းဒီရှမ်းနဲ့နှက်ကင်တွေနှစ်ဖက်ထဲကိုဝင်ပြီးတော့ပူပေါင်းပြီးတော့လက်နက်ဆွဲကင်နေကြမှာမဟုတ်ဘူးအခုဆိုရင်လည်းတကယ်လို့သူတို့ကမတိုက်တော့ဘူးအမခံပေးနိုင်တယ်ဆိုရင်ရှမ်းလူငယ်တွေကလည်းတီတော်လန်ရေးထဲကိုဝင်ဖို့အတွက်ဟိုပြောဆိုလာရှိရပါတော့အခုဆိုရင်လူငယ်တွေကအာမဝင်နိုင်တာကအချင်းချင်းတိုက်မယ် အခုဆိုရင်ရှမ်းပြည်ရဲ့အလဲပိုင်းပေါ့နော်မိုင်းကင်လဲချတဲ့ဝိုက်မှာအပြိုင်လန်စစ်မှုထမ်းဖို့ခေါ်ကြတယ်ဆွဲကြတယ်ရှမ်းနဲ့နှက်ကင်ချင်းအတက်နှစ်တက်ကဒါမဲ့လူငယ်တွေကမဝင်နိုင်ဘာကြောင့်လဲဆိုတော့အချင်းချင်းပြန်တိုက်ရမှာအချင်းချင်းတိုက်တဲ့အတွက်ရှမ်းပဲတည်မယ်ဒါကြောင့်သူတို့တွေကဒီရဲ့နေဆက်ဖက်ကိုဖြတ်ကျော်လာကြအများကြီးရှိရပေါ့နော်ဒီအာနာသိမ့်ပြည့်နောက်ပိုင်းမှာပုံများလာတယ်ပေါ့နော်ဒါကြောင့်သူတို့တကယ်လို့ဂတိတစ္ဆာတကယ်ရောတည်မဲရင် အချင်းချင်းမတိုက်တော့ဘူးဆိုရင်တော့လူငယ်တွေကစစ်တပ်ထဲဝင်ဖို့ဟိုဟာပြောဆိုလာရှိပါတယ်စစ်တပ်ဆိုရှမ်းတဲ့နှက်ကိုင်ရှမ်းတဲ့နှက်ကိုင်တဲ့ဆိုတော့ဟိုနည်းနည်းလေးဆက်ပြီးတော့ဆွေးနွေးစေချင်တာဥစားကအဲရှမ်းလက်ကိုင်အဖွဲနှစ်ဖွဲ မတိုက်တာအပြင်ကို ခုနောက်တော့ကဒီနွေဦးတော်လှန်ရေးမှာဆိုလို့ရှိရင်လည်းရှမ်းလက်နှက်ကိုင်နှစ်ဖွဲသလုံးမပါဘူးပေါ့ဟိုတန်းဆန်တော်ရေးထားတဲ့စောင်းပါတဲ့မှာလည်း အလူငယ်တွေတော်တော်များများခုနက PDF ထဲကိုကူအဲ့လိုမျိုးဝင်ကြပြီးတော့ဟိုဟိုဟိုအနာသိန်းစစ်တက်ကိုပြန်တိုက်ကြတယ်သဘောမျိုးပေါ့နော်အရေးထားတာတွေ့ရတယ်အခါမှာကြတော့အတဖက်ကပြန်ကြည့်တဲ့အခါမှာခုနကဒီစစ်မဖြစ်တဲ့အခါမှာပေါ့နော်စစ်တန်ကိုမခံရဘူးပေါ့တခြားအဲ့လိုမျိုးဟိုစစ်တန်ခံနေရတဲ့ဟလာဒေတာတွေကိုလည်း ကျွန်တော်တို့အညာတို့ဟုတ်လားခုနကနောက်ပြီးတော့ရခိုင်တို့အဲကချင်တို့ကရင်တို့မှာကျွန်တော်တို့တွေ့နေရတာ။ဆိုတော့ဒီလိုမျိုးလူ့တော်လှန်ရေးမှာမပါဘဲနဲ့ဟုတ်လားဒီစစ်တမ်းတဲ့အပြစ်ရက်ထားတဲ့ဥစ္စာကစစ်တမ်းမခံရဘူးလို့အဲရှမ်းပြည်သူလူထုတွေကမမြင်ကြဘူးလား။ ừ အားလုံးကတော့စစ်တမ်းကတော့ခံနေရပဲပေါ့နော်။လူဦးမှာပါရေးမပါရေးရတော့ရှမ်းလူထုမှာလည်း ဒီတဆင်နှခုစစ်စင်ရေလောက်လာတဲ့ချိန်မှာတော့ခံရတာပါပဲအာတကယ်တော့ကို့လူမျိုးပေါ့နော်ဒီရဲ့ဒေါ်လာရေးကိုစတီထောင်လာတဲ့ကကို့လူမျိုးရဲ့ဖိနှိပ်ခံဘဝလူမြဖို့အတွက်ကို့ပြည်နယ်လူမြဖို့ပေါ့နော်ဒီရှမ်းပြည်နယ်လူမြဖို့အတွက်ဆိုပြီးတော့တီထောင်လာကြတာပဲတတ်တရဒါကြောင့်ရှမ်းလူထုတွေကလည်းတကယ်လို့ဒီဒေါ်လာရေးမှာပါတီဒီဖြစ်ရင်တောင်မှလူထုတွေအကုန်လုံးကဒီဒေါ်လာရေးတတ်ကိုကို့လူမျိုးရဲ့တတ်သေးကိုဝင်ဖို့လောက်ကြမှာ နောက်တစ်ခုကအခုလူငယ်တွေကတချို့ဆို PDF တဲ့တကွဲတပဲဖြစ်သွားတဲ့ရန်လူလူငယ်တွေရှိတယ်ပေါ့နော်ဒါကတော့အာတက်ကမပါပေမဲ့လူငယ်တွေကလည်းဒေါ်နိုင်ရေးထဲမှာပါနေတဲ့လူငယ်တော့ရှိတယ်။မှဆိုရင်မိုးပြဲဖဲခုံထဲမှာဆိုရင် PDF တွေရှမ်းလူငယ်တွေကအများကြီးပါတယ်ပေါ့နော်။အာခဏတော့မေးခွန်းအရဆိုရင်အာအလုံးကတော့ထင်ကြမယ်ပေါ့နော်။ဒေါ်နိုင်ရေးထဲမှာရှမ်းလက်နက်ကင်မပါလို့အာစစ်မဖြစ်တဲ့စစ်တမ်းမခံရဘူးလားဆိုတော့လေကျွန်တော်တို့ခံရပဲ။ တစ်ချက်ရှမ်းနဲ့နှကိုင်မပါဘူးဒါမဲ့ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ပြဿနာကရှမ်းလူထုခံရတာပဲနောက်တစ်ချက်ကျွန်တော်တို့ရှမ်းတောင်ပိုင်းကိုကြည့်မယ်ဆိုရင်ရွာအာရွာငန်းအဲဒီတကြောရက်ဆောက်တကြောဆိုရင်လည်းရှမ်းချင်းချင်းကတိုက်ပွဲဖြစ်နေတယ်အဲ့ဟာကိုရှမ်းလူထုကလည်းထပ်ခံရတာပဲဒါကြောင့်တော်လန်ရေးမှာပါတီဖြစ်စေမပါစေဖြစ်စေပေါ့နော်။ကျောင်းလူထုတွေရဲ့ဒုက္ခကမဲနှမ်းကတော့ထက်မစင်စားကြဘူး။ဒါကြောင့် အဒီလက်နဲ့အဒီတော်လန်ရေးထဲမှာမပါလို့ပဲအလူရှမ်းလူထုတွေကလွမြောက်မလားဆိုတော့လည်းမလွမြောက်နိုင်ဘူး။ဒါကြောင့်တော်လန်ရေးကစတီထောင်ကလေးကရှမ်းပြည်လွမြောက်ဖို့အတွက်ရှမ်းလူမျိုးဖိနစ်ခံဘဝလွမြောက်ဖို့အတွက်ဆိုပြီးထောင်ခဲ့တယ်ပေါ့နော်။ဒါဟုအမတ်ရဖို့တော့လိုအပ်တယ်ပေါ့နော်။ဒါကြောင့်ဒီရဲ့တော်လန်ရေးထဲမှာဘယ်လိုပါနေလဲမပါလေဆိုတော့သူတို့အတိဆုံးပဲ။အဲဒီလက်နက်ကင်တွေကအတိဆုံးပဲပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့မီဒီယာတွေကလည်း သူတို့ကိုတချို့ကပြောရမှာမီးတော်လိုင်းရေးကိစ္စကဘာကြောင့်ချပြရမလဲဆိုချပြเสียမလို့ပါဘူးကျွန်တော်ပြောတာတိုက်ပွဲစီရေးစကိစ္စချပြเสียမလို့ဒါပေမဲ့လူထုကိုဟိုဟာပေါ့ပဲပြောမှာလဲစစ်စင်အခုဆိုရင်လည်းအာဒီတော်လိုင်းရေးမပါပေမဲ့လည်းတုတ်ခါရောက်နေတာပဲလေဒါကြောင့်သူတို့ရဲ့ပွင့်လင်းမြင်သာဖို့ဘောတော့ချပြဖို့တော့လိုအပ်မယ်ပေါ့လူထုတွေယုံကြည်ရဖို့အတွက်တော့ချပြဖို့လိုအပ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နန်းစနုံပြောတဲ့အထက်မှာလည်းပါတယ်ခလာရှမ်းပြည် လွမြောက်ရေးကိုဥတီထားတဲ့ဟာလာတော်လိုင်းရေးပေါ့နော်ဆိုတော့ဒါမဲ့69နှစ်ကြာပြီးတဲ့ဒီနေ့လိုလက်ရှိကာလကိုပြန်ကြည့်မယ်ဆိုရင်ရှမ်းပြည်လို့ပြောပေမဲ့ရှမ်းပြည်ထဲမှာခုနကဝါတပ်ဖွဲ့ UWS ရှိလာပြီဟာလာအဲကိုကန်တပ်ဖွဲ့ MNDA ရှိလာပြီ DNL နောက် PDF စတဲ့အဖွဲ့တွေအများကြီးရှိလာတဲ့အပေါ်မှာရောရှမ်းလူလူအနေနဲ့ဘယ်လိုမြင်လဲပေါ့ အဲနောက်တစ်ခုကတော့ကြက်ကြက်ပြန်ပြန်ပေါ့ထလာခုနကဟိုနိုင်ငံကြီးရပြောမှာဆိုရင်ရှမ်းပြည်ဖက်ဒရယ်ရှမ်းပြည်ပေါ့နော်ဘယ်လိုတိဆောက်ကြမလဲနောက်ထပ်ပြီးတော့ကျယ်ဝင်းတဲ့အောက်ဆောက်ကြည့်မယ်ဆိုလို့ရှိရင်ဖက်ဒရယ်ပြည်တော်စုကိုရှမ်းပြည်ဒါတွေဘယ်လိုတိဆောက်ကြမလဲအဲ့ဒီအမြင်တွေရောအလူလူတွေကြားထဲမှာဆွေးနွေးပြတာတွေပြောကြဆိုကြတာတွေရှိလားဗျအာ အားလုံးအကျွန်တော်တို့အမေတမ်းပြောနေကြပါဘောမြန်မာပြည်ရဲ့ပြဿနာကိုမဖြေရှင်းခင်မှာရှမ်းပြည်ရဲ့ပြဿနာကိုအရင်ဖြေရှင်းရင်အာဒီရဲ့နိုင်ရန်ရေးပြဿနာတဝက်ကြော်တော့မဟုတ်80ရာခိုင်နှုန်းကပြီးမြောက်တယ်ဗောနော်ဒါကြောင့်ရှမ်းပြည်ရဲ့ပြဿနာကအရန်ကိုရှုပ်ထွေးတယ်ကျွန်တော်ပြန်ပြီးလေ့လာကြသည်။ဆိုရင်တော့အရန်ရှုပ်ထွေးတယ်ဗောနော်နှစ်ပေါင်းများစွာဖြစ်လာခဲ့ပြီလူမျိုးတွေများတယ်နတ်နတ်ကိုင်းတွေများတယ်အဲတော်လန်ရေးတက်လို့ပြောကြတယ်အကုန်လုံးကဒီရဲ့ ဒါယာစာတာတွေကလည်းများတဲ့ဒေတာတစ်ခုဖြစ်တဲ့အတွက်ပြဿနာကတော့အရန်ကိုများတယ်ဘယ်တော့မှရှင်းရင်လည်းမပြီးနိုင်တဲ့ပြဿနာပေါ့နော်ဒီຫນွေဥဒေါ်လာရေးပြောမလားဒီလက်ရှိဒေါ်လာရေးပြီးရင်တော့မှ तू ကမပြီးသွားတဲ့လူမျိုးရေးပြဿနာပြန်လာနိုင်တယ်ဆိုတာကျွန်တော်တို့ပြန်ပြီးတော့လေ့လာလို့ရရပေါ့နော်ဒီရဲ့ပြဿနာတွေကအရန်ကိုကြီးထွားတယ်အာလူမျိုးဆွဲတွေပေါ့နော်ကျွန်တော်တို့လူမျိုးဆွဲတွေရှိလာကြတယ်အဲလူမျိုးတက်တွေပေါ့နော်ဒါရှိလာတဲ့အတွက်ဒီဟာတွေကရှင်းဖို့ ခက်ခဲမယ်ပေါ့ဒီရှမ်းပြည်ရဲ့အရေးကအရန်ကိုပြောကြတယ်ဒီနောက်ထပ်တစ်ခုကကျွန်တော်တို့ပြန်နောက်တမန်းချောင်းကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီစော်ဖွားခက်ကဆိုရင်ကြတဲ့နာဘာမှမရှိခဲ့ဘူးပေါ့နော်အဲဒါကလည်းပြန်စဉ်းစားစရာပေါ့နော်ဒီအရင်တော့ဆိုကျွန်တော် Federation Champion ပေါ့နော်ဒီ Snick Champion က Federation Snick ကိုကျင့်သုံးခဲ့တော့ကကြတဲ့နာတိတ်မရှိခဲ့ဘူးပေါ့နော်အာဒီကျွန်တော်ဒီအလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာဒီ1962နောက်ပိုင်းနေဒီစော်ဖားတွေဖန်စီခံရတယ် ဲ့ဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ရဲ့ရှမ်းပြည်ဖက်ထရယ်ရှမ်းပြည်ကလည်းအဲပျောက်ဆုံးသွားတယ်ပေါ့နော်တကယ်ဆိုဒီဖက်ထရယ်ကိစ္စပြောဆိုလာတာလဲရှမ်းလူမျိုးတွေကစပြီးတော့ပြောဆိုလာခဲ့တယ်အဲဂိုင်ဆွဲလာခဲ့တယ်ကြင့်သုံးလာခဲ့တယ်ဒါပေမဲ့ဒီပြဿနာတွေကလည်းအခုတတိပြောရင်တော့ရှင်းလို့မရအောင်နောက်ဆုံးတော့ကျွန်တော်အားလုံးပြောကြတယ်ဒီဖက်ထရယ်စနစ်နဲ့ပဲကျွန်တော်ထပ်ပြီးသွားမှာပြဿနာကပြန်ရှင်းနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့အခုက ဒီဖက်ဒရယ်စနစ်ကိုမတွားခင်မှာဒီလက်နက်ကင်အရေးပြဿနာကိုဘယ်လိုရှင်းကြမလဲ။ဘာလို့ဆိုတော့ခဏတော့ပြောတော်လို့ပဲပေါ့လက်နက်ကင်လည်းအရင်များလာတယ်။ကျွန်တော်တို့ရဲ့တိုင်းရင်းသားလက်နက်ကင်အချင်းချင်းကြားမှာလဲစီယုံဖို့လိုအပ်တယ်။လူထုအချင်းချင်းကြားမှာစီယုံလို့ဖို့လိုအပ်တယ်။အခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ပြန်မြင်ကြည့်ရင်တော့အချမ်းမြောက်ဆိုရင်လည်းတရုတ်ဟိုဟိုပါနော်ခေါင်းဆောင်တင်ထားတယ်လို့ပဲ ပြီးရင်စကားစပါမယ်အမဲတမ်းဒီနှစ်ခုပေါ့နော်ကျွန်တော်တို့ဒီတိုင်းပြည်ရဲ့ပြဿနာရှမ်းပြည်ပြဿနာအဆဖြစ်တာလေဒီရဲ့အာဒီစစ်ကောင်စီရဲ့တွေးခွဲမှုတွေကြောင့်ကျွန်တော်ဖြစ်ခဲ့တာကျွန်တော်ရဲ့ပုံရံသူကျွန်တော်သိရမယ်ဒါပေမဲ့ဟိုတဆယ်နှစ်ခုစစ်စင်ရေးပြီးတဲ့နောက်ပိုင်းမှာလဲစကားစနဲ့စကားပြောကြတယ်ပေါ့ကျွန်တော်တို့ပြောချင်တာကစကားစနဲ့မပြောဘဲနဲ့တိုင်းရင်သားလက်နက်ကန်ချင်းချင်းကြားထဲမှာပေါ့နော်ပြည်နယ်ထဲမှာရှိရဲ့လက်နက်ကန်ချင်းချင်းမှာဆွေးနွေးဖို့လိုအပ်တယ် ကိုပါဖြစ်ချင်တယ်ကိုပါလုပ်ချင်တယ်ကိုပါရချင်တယ်ပေါ့ဒါကလည်းလူထုတွေရဲ့ပြောတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးတော့ပြောပြရပဲရှိတယ်အဲ့ပေါ့နော်အခုက30နှစ်ခွင့်စစ်စင်အိမ်မှာကိုထိန်းချုပ်လိုက်ပြီးဆိုဆိုနေစစ်ကောင်စင်နဲ့ပြေးသွေးကြတယ်ပြီးတရုတ်ကလာပြီးတော့အာဂျာဝင်စစ်ဆက်ညီနိုင်ဆွေးနွေးတယ်ဒီအရေးတွေပေါ့နော်လူထုကလုံးဝမကြိုက်ဘူးကျွန်တော်တို့ရဲ့လက်နက်ကန်ကျွန်တော်လူမျိုးစုတွေကြားထဲမှာပဲပြောဆိုဖို့လိုအပ်တယ် ဒီလိုမှမဟုတ်ရင်လည်းတိကျတဲ့မှာတွေးခွဲတဲ့ကိစ္စတွေမှာတပိထားဖို့လိုအပ်တယ်ဆိုတာလူထုကပြောလာတယ်။ဒါပေမဲ့အခုကဘာဖြစ်လာလဲဆိုတော့ရှမ်းတော်လန်ရေးတက်နတ်တက်ကတော်လန်ရေးထဲမှာမပါတော့ရှမ်းလူထုတွေအနေနဲ့ပြောအားနေတယ်။ဘာလို့လဲဆိုတော့စစ်ပောင်ကကျဲနေတယ်။နိုင်ရင်ရေးပောင်ကကျင်းနေတယ်တကယ်တော့ကျွန်တော်တို့လူထုတွေရဲ့ပြောစကားကလည်းအားမမြောက်ဘူးရှမ်းလူထုတွေကဒါကြောင့်တစ်ခါလေကြာရင်လည်း ်ဟောစစ်ရေးသွားမလားနိုင်ငံရေးသွားမလားဆိုတော့စစ်ရေးအခုကိစ္စတွေရှုပ်ထွေးနေတယ်များတော့နိုင်ငံရေးပေါင်ကတွားလို့မရဘူးဆိုတာပေါ့နော်ဒီအရေးတွေကလည်းအချင်းချင်းကြားထဲမှာဆွေးနွေးဖို့လိုအပ်တယ်ဒီရဲ့ပြည်နယ်ရဲ့အရေးကိုအချင်းချင်းတိုင်းနာချင်းချင်းနေဆွေးနွေးနိုင်ပြီးမှပဲကျွန်တော်တို့ဟိုခဏတော့ federal စနစ်ပဲတွားတွားပဲစနစ်ပဲတွားတွားပေါ့နော်အာတည်ငိမ့်နိုင်မယ်တိုင်းပြည်နယ်ကအခုကတော့ကျွန်တော်ကြီးလိုက်မယ်ဆိုရင်လည်းတအန်းပလောင်ကလည်းကိုပိုင် ြာတန်းခွင့်ကိုပိုင်ဖက်ထရယ်စနစ်ဆိုတဲ့ပြာတန်းပြာတန်းဟာလည်းထုတ်လာပြီသူတို့ထိန်းချုပ်မဲ့နေရာလဲထုတ်ပြန်လာရှိတယ်အာဆပ်စတိတ်လို့ခေါ်တဲ့ကချင်ကလည်းဘယ်နေရာတွေဥစားမယ်ဒါမဲ့ဒီနေမီကိုပြန်ကြည့်လိုက်မယ်ဆိုရင်အာအလုံးကစုနေကြရပါတော့ဘယ်လိုခွဲကြအောင်လဲဆိုတော့ဒီလူတွေကစကားလာမပြောမရဘူးဘယ်လူကဥဆောင်စစ်ဆက်ဆွေးနွေးနေနေဒီရဲ့ပြည်နယ်ကြီးကပြီးတော့မှမဟုတ်ဘူးเนาะဒါကြောင့်ကျွန်တော်တို့ရဲ့ပြည်နယ်ပြည်ထနာကို ကျွန်တော်တို့လူမျိုးစုတွေဒီထဲမှာနေထိုင်တဲ့လူမျိုးစုတွေဖြည့်ရှင်းမှာပဲရနိုင်တဲ့အရေးတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့ဟုတ်ကဲ့ခုလိုမျိုးကျေပြန်ပြန်သုံးသပ်ဆွေးနွေးပြီးတဲ့အတွက်ကြောင့်နန်းဆန်းလုံးကိုအထူးကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြသေးတယ်ဟုတ်ကဲ့ပါကျေးဇူးပါ